မင်္ဂလာပါရှင်ကျမ channel နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအွန်လိုင်းနဲ့စစ်ကောင်စီရဲ့မြန်မာပြည်သူတွေပေါ်ကြံဖက်လောက်ရတဲ့ကိုအာဆီယံကလက်လူရှုတော်လင်းနိုင်ငံငိမ့်ချန်တင်ငိမ့်မှုများနိုင်ဟုအန်ယူဂျီကသတင်းပေး။အကြမ်းဖက်စစ်ကောင်စီမင်းအွန်လိုင်းနဲ့စစ်ကောင်စီရဲ့မြန်မာပြည်သူပေါ်ကြံဖက်လောက်ရတဲ့ကိုအာဆီယံကလက်လူရှုတော်လင်းမြန်မာနိုင်ငံငိမ့်ချန်တင်ငိမ့်မှုများနိုင်ကြောင်းမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီရဲ့သမရယုံပြောရေးဆိုခွင့်ရှိသူကျော်စောကတိပေးပြောဆိုလိုက်ပါတယ်။ရှင်နေထုတ်ပြန်တဲ့မြန်မာပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောခြင်း press ပရင်ဖိုင်းအစီအစဉ်မှာနိုင်ငံတော်သမရယုံပြောရေးဆိုခွင့်ရှိသူဂျွန်ဆောကတော့ဖတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။အကြပ်ဖက်စစ်ကောင်စာမြောင်းလိုက်ကမက်ရှာ20ရက်နေ့စကိုင်းငလင်ကြီးလောက်ကချိန်မှာလဲအပြည့်ရကျင်ညာခဲ့တော်လဲပြည်သူတွေကိုလေးချောင်းတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း မတ်လ28ရက်နေ့ငလင်းဖြစ်ပွားပြီးချိန်ကစတင်ပြီးဧပြီလ23ရက်နေ့တိငလင်းဘေးတန်တင်ဒေသတွေပါဝင်နိုင်ငံနဲ့ပြားကိုစစ်ကောင်စီကလေးချောင်းမှတစ်စင်ပုံကျဲတိုက်ခိုက်မှုပေါင်း196ကြိမ်၊လက်နက်ကြီးပြေကမှုပေါင်း64ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ235ထိဆုံးခဲ့ကြောင်းဒဏ်ရာရရတအုပ်ကြီးစုစုပေါင်းမှ429ဦးရှိကြောင်း၎င်းကဆိုပါတယ်ကြပ်ပစစ်ကောင်စီနေပြည်မြန်မာပြည်သူတွေပေါ်ရရဆက်ဆက်ကျွလွန်မှုတွေလှုံ့ဆော်နေပြီးအောက်ဆီယံအနေနဲ့ရင်ကျွလွန်မှုတွေကိုလေလွှတ်မှုတိုင်းရေးကြီးကြောင်းလကောင်ကထောက်ပြပါဗျာ။ လက်ရှိမှာမြန်မာပြည်သူလူထုပေါ်မင်းအောင်လိုင်းနဲ့စစ်ကောင်စီကစံဖတ်လို့ရတွေကိုကျွလွန်နေရကိုအာဆီယံအနေနဲ့လစ်လို့မရှိဘူးအရေးကြီးပါတယ်။စံဖတ်လို့ရတွေကိုလစ်လို့ရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်ကိုထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ဘူးဆိုတာပြောကြားခြင်းနဲ့လို့ဦးကျော်စောကရှင်းပြပါတယ်။အာဆီယံဘက်နေပြန်အနေနဲ့တော်လင်းရဆွေကိုတရားဝင်ထိတွေ့ဆက်ဆံပြီးနိုင်ငံရေးဖြေရှာမှသာရင်းရှင်းတည်နှံ့ခိုင်မာတဲ့တည်ငြိမ်ရေးချက်မှုရရှိနိုင်ကြောင်းအဆိုပါနီလန်ကသာမြန်မာနိုင်ငံအတွက်တစ်ခုတည်းသောနီလန်ဖြစ်ကြောင်းဆက်ပြောပါရစေ။ မြန်မာချက်တဲပြည်လဲဖို့အတွက်ဂျပန်စီအိုဆိုတာဖြစ်မဟုတ်ဘူးဆိုတာသိတာထင်ရှားနေပါတယ်။အာဆီယံဖွဲ့အနေနဲ့မြို့သားညီညွတ်ရေးဆိုရနဲ့တော်လိုင်းရာဆွေနဲ့တရားဝင်ထိတွေ့ပြီးနိုင်ငံရေးပြင်ရှားဖို့လိုကင်ချင်းကသာရည်ရှိတည်ရန်ခိုင်ပါတယ်။တည်ငြိမ်ငြိမ်းချမ်းမှုကိုရတဲ့တခုတည်တော်နည်းလမ်းဖြစ်တယ်ဆိုတာပြောကြားချင်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရနေဖြင့်ဂျပန်စစ်ကောင်စီကိုတိုက်ခိုက်ရေးစီးကဏ္ဍမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့350ကျော်ဖွဲ့စည်းတည်ထောင်ထားပြီးပြည်သူ့ကာကွယ်ရေးဖွဲ့နေဖြင့်မြို့နယ်ပေါင်း235မြို့နယ်မှာဖွဲ့စည်းထားပြီးဖြစ်ကြောင်းအန်ယူဂျီကတရားဝင်သတင်းတော့ပြန်ပါတယ်။